ယူကရိန်းသမ္မတဇာလန်စကီဟာတောင်အာဖရိကနိုင်ငံကို AP 24ရက်မှာရောက်ရှိလာခဲ့ပြီးငနိုင်ငံပူးပေါင်းဆောင်ရွက်ရေးအပေါ်အဝင်ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်ရသူအတွက်တောင်အာဖရိကသမ္မတဆန်ရီရာမာဖူဆာနဲ့တွေ့ဆုံဆွေးနွေးသွားမယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ညဉ့်ညဤသဘောတူညီချက်မှာတိုးတက်မှုမရှိရင်အမေရိကန်အစိုးရဟာမိမိတို့ရဲ့ဂျိုးပန်းအားထုတ်မှုကိုရပ်ဆိုင်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလွန်ခဲ့တဲ့သတင်းပတ်မှာပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရန့်ရဲ့မှတ်ချက်တွေထွက်ပေါ်လာပြီးနောက်ဖိအားတွေမြင့်တက်လာချိန်မှာဇာလန်စကီဟာယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲအတွက်နိုင်ငံတကာထောက်ခံမှုရရှိဖို့ကြိုးပမ်းနေပါတယ်။ င်ဇာလန်စကီကသူ့ရဲ့တောင်အာဖရိကခီးစဉ်မှာရာမာဖိုဆာနဲ့အတူအခြားနိုင်ငံကြီးနဲ့အရက်ဖတ်ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံသွားမယ်လို့လူမှုမီဒီယာ X မှာဖော်ပြထားပါတယ်။ငြိမ်းချမ်းရေးပုံမှန်နီးစပ်လာစီဖို့ကအဓိကဖြစ်ပါတယ်လို့ဇာလန်စကီကပြောကြားခဲ့ပါတယ်။ရုရှားနဲ့ဆက်ဆံရေးကောင်းမွန်တဲ့တောင်အာဖရိကဟာ2022ခုနှစ်မှာစတင်ခဲ့တဲ့ရုရှားယူကရိန်းပြည်ပခါမှာဂျာနီဖြစ်တာယက်တည်ခဲ့ပါတယ်။ဒီခီးစဉ်ဟာတောင်အာဖရိကနဲ့ယူကရိန်းအတွက်နှစ်နိုင်ငံဆက်ဆံရေးကိုဆွေးနွေးဖို့အခွင့်အလမ်းကြီးရရှိလာစီမှာဖြစ်ပါတယ်။အဲ့ဒီအပြင်ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကိုဆောင်ကျဉ်းပေးနိုင်မယ့်အထိပ်ပယ်ရှိတဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို လုံဆောင်သွားမှာလည်းဖြစ်ပါလေလို့ရာမာဖူဆာရဲ့ယုံကထုတ်ပြန်ခဲ့ပါတယ်။ရာမာဖူဆာနဲ့ရုရှားသမ္မတပူတင်တို့ AB 21ရက်မှာဖုန်းနဲ့ဆက်သွယ်ပြောဆိုခဲ့ကြပြီးနိုင်ငံခြားခိုင်မာတဲ့ဆက်ဆံရေးကိုထပ်လောင်းအတည်ပြုခဲ့ကညီညွတ်ရေးကိုကြိုးပမ်းဆောင်ရွက်ဖို့ကတိကွေပြုခဲ့ကြပါတယ်။ဇာလန်စကီကရုရှားအစိုးရနဲ့ချွင်းချက်မရှိအပြစ်ခတ်ရစရေးကိုအလိုရှိကြောင်း AB 23ရက်မှာပြောကြားခဲ့ပြီးယူကရိန်းအနေနဲ့အပြစ်ခတ်ရစရေးကိုဖော်ဆောင်နိုင်မယ်။ဘယ်လိုဆွေးနွေးပွဲကိုမဆိုကြိုးစိုးလက်ခံကြောင်းလည်းထပ်တလဲလဲပြောကြားခဲ့ပါတယ်။ဇာလန်စကီရဲ့ခီးစဉ်ဟာတောင်အာဖရိကကိုယူကရိန်းသမ္မတတူပထမဆုံးအကြိမ်လာရောက်တဲ့ခီးစဉ် င်လည်းဖြစ်ပါတယ်